အားလုံးပဲမင်္ဂလာပါရှင်။အရေးချန်တဲ့မြန်မာမှာရန်လေးကျူဆိုပါရယ်။ယနေ့တင်ဆက်ပေးမယ့်အကြောင်းအရာတော့လေးဖြတ်နိုင်ခြင်းရှိရဲအကြောင်းရင်းစိတ်ချက်ဆိုရဲခေါင်းစဉ်လေးပဲဖြစ်ပါရယ်။လေးဖြတ်နိုင်ခြင်းရှိမရှိသိရှိနိုင်ပါလား။သိရဲ့ဘဝတသက်တာမှာလေးဖြတ်မယ်မဖြတ်ဘူးဆိုတော့ကိုအတိအကျမသိနိုင်တော့လေအခုပြောပြပေးသွားမယ်။အကြောင်းရင်းစိတ်ချက်နဲ့ညီနေမယ်ဆိုရင်တော့လေးဖြတ်နိုင်ခြင်းမြင့်တက်စေပါရယ်။ တည်င်းကောင်းကတော့ဒီအကြောင်းကြီးတဲ့ကတခုချင်းစီတိုင်းကိုသေချာဂူတက်ဆိုင်နိုင်နာတာကလေဖြတ်နိုင်ခြေကိုတိတိတတ်တာရှော့ချပေးနိုင်ပါတယ်။နံပါတ်၄သွေးတို့ရောကရှင်နေရင်သွေးပေါင်ခြင်းကအဆက်မပြတ်မြင့်တက်နေခြင်းကိုသွေးတို့ရောကလို့ခေါ်ပြီးလေဖြတ်ခြင်းအတွက်အန်ရည်ဖြစ်စေတဲ့အချက်တစ်ချက်ဖြစ်ပါတယ်။တည်င်းကောင်းကတော့သွေးတို့ရောကကိုစေဝါရီအစာတောင်းနဲ့ စိတ်ပစီမှုကိုရှင်းချခြင်းနဲ့ဇက်လိမ်မတောက်ခြင်းလိုမျိုးနေထိုင်မှုပုံစံပြုပြင်ပြောင်းလဲမှုတွေနဲ့ထိန်းထားနိုင်ပါတယ်။တွေးပေါင်းခြင်းကထိန်းချုပ်မှုအောင်မှရှိနေရလားတက်နေလားကျနေလားသိရှိဖို့နဲ့စေပြောင်းဖို့လုံမလို့တွေကိုသိရှိဖို့ကဆရာဝန်နဲ့ပုံမှန်ပြသပြီးညွှန်ကြားထားမှုတွေကိုသိချာလိုက်နာပါ။နံပါတ်2တောက်လျှောက်တွေးတွင်းကြားတတ်တက်နေရင် ပုံမှန်မဟုတ်ပဲသောက်ရှောက်တွေးတွင်းကြားတဲ့တန်နေခြင်းဒါမှမဟုတ်စီယိုယောဂကိုမထင်းရှုံနိုင်ခြင်းကတွေးကြောတွေကိုပြသနေပြီးလေပြန်းနိုင်ခြင်းကိုမြင့်တက်စေပါれဆရာဝန်ရဲ့ပုံမှန်ပြသတာကစီယိုယောဂအတွက်စစမှုတွေနဲ့တင့်တော်ရဲ့အစာတောက်စေဝါတွေကိုလိုအပ်တယ်လို့ထင်ကြီးနိုင်ပါれနံပါတ်3ဆက်လိုက်တော့ရေဆက်လိုက်တော့ခြင်းက ချိုးဖြက်ဖို့ခက်ခဲတဲ့အလေးထားသက်ကိုဖြစ်တော်လဲဒီအမှုချက်တွေကသင်ရဲ့အန္တရာယ်ကိုတိတိတတ်တာမြင့်တက်စေတာကြောင့်လေဖြည့်ခြင်းကိုကာကွယ်ဖို့ကအရေးကြီးပါတယ်ဒီအန္တရာယ်နဲ့သင်ကျမ်းမာရေးအပေါ်မှာတခြားအန္တရာယ်ရှိရဲ့တရားမှုတွေရှိတော်များလဲဆက်လက်ဖြတ်ပြီးတာတော့မှာဒီကိမှုတွေကတော့ကြံရှိနေဦးမှာပဲဖြစ်ပါတယ် ။နမလေးလေ့ကျင့်ခန်းမလုပ်ရင်လေ့ကျင့်ခန်းလုပ်တာကအခက်အခဲတစ်ခုလို့ထင်ရနိုင်ပြီးသိလျူရှုဖို့လွယ်ကူစေပါရဲ့။နာစင်းကြိုက်ခဲမှုတွေရှင်းနေမယ်ဆိုရင်လေ့ကျင့်ခန်းစလုပ်ဖို့ခက်ခဲနိုင်တော့လေ။လေ့ကျင့်နိုင်ခြင်းကိုရှင်းချခြင်းအပါအဝင်သင်ရဲ့အလုံးစုံသောနှလုံးကျန်းမာရေးကိုထိုးထက်ကောင်းမွန်လာစေဖို့အတွက်လေ့ကျင့်ခန်းကအရေးကြီးပါတယ်။သင်ကျန်းမာနေသေးရဖြစ်စေ အရင်ကနေပြန်ဘူးလည်းပဲဖြစ်စေနေပြန်နိုင်ခြင်းကိုရောကြစီပြီးတင့်ကိုကျန်းမ်းမှမှရှိပြစေမယ်နေပြန်ပြီးရွယ်ကူတဲ့နေကျင်နိုင်တွေရှိပါတယ်နံပါတ်5တို့တွင်ကိုလက်စထရောပမာဏများနေရင်ကိုလက်စထရောပမာဏများစေကနေပြန်ခြင်းအတွက်အရေးကြီးရဲ့အန်ဒီရဲ့အဖြစ်တခုဖြစ်ပါတယ်ကိုလက်စထရောပမာဏကိုစောင့်ကြည့်ဖို့နဲ့တခြားနှလုံးသွေးကြောဆိုင်ရာ အခြေအနေတွေအတွက်သိရဲ့အန်ရီကိုရှင်းချဖို့ကျမ်းမာရေးနဲ့ညီညွတ်ချက်အသားညာထွင်းရှင်းနေစေဖို့အရေးကြီးပါတယ်အသက်20နှစ်အထက်အမျိုးသားရော အမျိုးသမီးရောအတွက်အကောင်းဆုံးကိုလက်စထရောပမာဏက125မီလီဂရမ်ပါဒက်စီလီတာကနေ100မီလီဂရမ်ပါဒက်စီလီတာထွင်းဖြစ်ပါတယ်သိရဲ့ဆရာဝန်ကကိုလက်စထရောပမာဏကိုရှင်းချဖို့ အစားအသောက်တွေကနေစပြီးကိုယ်လည်းလုံခြုံမှုတွေအကြီးလမ်းရောကိုကြီးပြေးနိုင်ပါတယ်အစားအသောက်အပြင်မျိုးဗီဇာအပါဝင်ကိုလက်စထရောပမာဏကိုလွှမ်းမိုးနိုင်တဲ့အကြောင်းရင်းအနေငယ်ရှိပြီးကုသမှုခံယူလုံမလို့ကတော့ဖြစ်စေတဲ့အကြောင်းရင်းပေါ်မှာမူတည်ပါတယ်နံပါတ်6အရက်အလွန်ကြုံတော့ရင်တနေ့ကိုအရက်တစ်ခွက်တောက်တာကလက်ခံလို့ရတော့လဲ ဂျပန်ကိုအရက်အများအပြားတောက်တာကလက်ဖြတ်နိုင်ခြင်းကိုမြင့်တက်စေနိုင်ကြောင်းသူတွေကနာပြုလုပ်ချက်တွေအရသိရပါတယ်။အရက်အလုံးစုံတောက်တာကလက်ဖြတ်နိုင်ခြင်းကိုမြင့်တက်စေတဲ့တွေ့လို့ကျော်အတွေ့အကြုံမာကျော်ခြင်းကိုဖြစ်စေနိုင်ပါတယ်။နံပါတ်9အဝါလွန်နေရင်တကယ်လို့အဝါလွန်နေမယ်ဆိုရင်ကိုလန်စထရောပမာဏများခြင်းတွေ့တွေ့ရောဂါနဲ့စီးရောဂါအပါအဝင် တခြားနေထိုင်နိုင်ခြင်းရှိရဲ့အခွင့်အလမ်းတွေပိုများစေပါတယ်။ပိုနေတဲ့ကိုယ်လေးချိန်ကြဖို့သင်လုံဆောင်နိုင်တဲ့အချက်တွေကသင်ရဲ့အန္တရာယ်ကို ကျော်ကြာစေမှာဖြစ်လို့ကျန်းမာရေးနဲ့ညီညွတ်တဲ့အစာအသောက်တွေကိုစတဲ့စတဲ့ဝီလေ့ကျင့်ခန်းပို့လုပ်ပေးပါ။နံပါတ်၈ညွှန်ကြားထားတဲ့စေဝါတွေကိုပုံမှန်မတောက်တော့ရင်ဖြစ်ပြနိုင်ခြင်းရှိရဲ့အကြောင်းရင်းအများစုကို စီမံခံခွဲနိုင်ပေမယ့်ညွှန်ကြားထားတဲ့စေဝါတွေကိုသိချာပုံမှန်တောက်သုံးဖို့လိုအပ်ပြီးသင်ရဲ့စေဝါတွေကိုချိန်ညှိဖို့လိုမလိုကတော့ပုံမှန်စစ်ဆေးမှုတွေကိုပြုလုပ်ဖို့လိုအပ်ပါတယ်။နံပါတ်၉နှလုံးရောဂါကြောစေကူတောင်းမှုမခံယူထားရင်လျှောက်တဲ့အခါမှာခန္ဓာကိုယ်ကိုအားဆက်ရတဲ့အခါမှာအသက်ရှူကြမယ်ဆိုရင်ဒါမှမဟုတ် ရှင်ဘက်အောင်ချင်းကိုခံစားရရမယ်ဆိုရင်ဆွေးဘူးတောင်းမှုခံဖို့အရေးကြီးပါတယ်။နှလုံးရောဂါကလေပြင်းခြင်းတို့အတိပါအန္တရာယ်ဖြစ်စေတဲ့အကျတခုဖြစ်ပြီးရှင်ဘက်အောင်နာကဘယ်အခြေအနေမျိုးမှုဆိုဆိုရစရာဖြစ်စေပါတယ်။သင်ရဲ့ဆရာဝန်ကဖြစ်စေတဲ့အကြောင်းရင်းအတိအကျကိုစမ်းသပ်စစ်ဆေးပြီးမှန်ကန်တဲ့ကုသမှုတွေရရှိအောင်ကူညီပေးနိုင်ပါတယ်။ ံပါတ်30လေပြန်းခြင်းကိုလေးလျူရှူထားရင်လေပြန်းခြင်းဆိုတာကဘုံနောက်အတွင်းစီကို ပို့ဆောင်ပေးတဲ့သွေးစိစိမှုတွေမှာအမှားရွယ်တခုကြောင့်ဖြစ်ပေါ်လာတဲ့ရောဂါလက္ခဏာတခုဖြစ်ပါတယ်။လေပြန်းခြင်းကမိနစ်ပိုင်းများသာဒါလေးရှိပြီးရောဂါလက္ခဏာတွေက နိုင်ပိုင်းအတွင်းပြောက်ွယ်သွားတတ်ပါတယ်။လေပြန်းသူ၃ယောက်မှာ၁ယောက်ကလေပြန်းခြင်းကို ခံစားရနိုင်တာကြောင့် လေပြင်းချင်းကိုကုသမှုခံယူပြီးလေပြင်းချင်းကိုကြိုတင်ကာကွယ်ဖို့လိုအပ်ပါတယ်။ဒီကုံချိုးရရင်တော့လေပြင်းနိုင်ခြင်းရှိရဲ့ဒီအကြောင်းရင်းဆဲချက်ကပြင်းထန်ပြီးဟောဘောတန်တန်သဘောထားလို့မရပါဘူး။သင်ကိုယ်တိုင်းဒါမှမဟုတ်သင်မိသားစုဝင်တဝူကြွားမှန်ကန်တဲ့ကြိုတင်ကာကွယ်မှုတွေနဲ့ကုသမှုတွေပြုလုပ်ဖို့အတွက်ဧကြခယူယူပြီးလိုင်းနာဆောင်ရွက်ပါ။ ဒီစီစဉ်လေးကိုထောင်နေတဲ့ရန်နာပြစီရှင်အရှိချမ်းတဲ့မြမမဂျမိုင်ဆိုင်ရာဘိုးဒရာတွေအင်တွင်ကုသနေရတဲ့ဆောင်းရံရှောင်းရံအချက်တွေကိုတင်ဆက်ပေးတော်မှာဖြစ်လို့စောင့်မျှော်ကြည့်ရှုကြဖို့ဖိတ်ခေါ်ရင်းနှုတ်ဆက်လိုက်ပါရရှင်ကျမရင်းနဲ့ပတ်သက်တဲ့အသိပညာဘုဒ္ဓတာတွေကိုမသိရသူမရှိရလေအောင်ပြန်လဲမျှဝေပေးပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်